။တခါကစတီဂျောင်းရဲ့သူ့လုပ်ဖို့ကံပတ်တွေက iPhone 3တုန်းနဲ့ဒီဇိုင်းလုပ်နေကြတယ်။သူ့ဖေသားတွေထုတ်ထားတဲ့ဒီဇိုင်းကနည်းနည်းကြီးနေလို့စတီဂျောင်းကအဲ့ဒီဒီဇိုင်းကိုနည်းနည်းသေးအောင်ထပ်လုပ်ဖို့တွေညွှန်ကြားချက်ပေးလိုက်ပါတယ်။အဖေသားတွေကအခုထက်သေးအောင်လုပ်လို့မရတဲ့ကြောင်းပြောပြတဲ့အခါမှာအဲ့ဒီဖုန်းကိုကောက်ယူပြီးအနားမှာရှိတဲ့ငါးကန်လေးကိုပြစ်ထည့်ပြလိုက်တယ်။ငါးကန်လေးကိုကြာသွားတဲ့ဖုန်းလေးကလေပူပေါင်းလေးတွေထွက်လာတာကိုပြပြီးဒီပူပေါင်းလေးရဲ့အသေးပဲက ုံထဲမှာနေရာလွတ်တွေရှိနေသေးတယ်။အရွယ်အစားထက်သေးတို့ရသေးတယ်။ဒါကို အကောင်းမြင်ဆိုတာဒီလိုပြောတာပါ။ဒီအမြင်ကမွေးကလေးကလေပါလာတာမဟုတ်ပါဘူး။ကိုယ်တိုင်လေ့ကျင့်မွေးထုတ်ရတာဖြစ်ပါတယ်။အကောင်းမြင်အောင်မြင်တဲ့သူကအခြားသူနဲ့အမြင်ကိုမတူပါဘူး။အခြားသူကပြဿနာဖြစ်နေတဲ့ချိန်သူကပြဿနာကိုမမြင်ဘဲအခွင့်အခါကောင်းကို ဖန်တီးတတ်ကြပါတယ်။ဒါကတော့ကလူတယောက်ရှိခဲ့ဘူးပါတယ်။ သူကစကားပြောရင်အမြဲတမ်းတစ်တစ်ငုံငုံပြောတတ်တဲ့သူပေါ့သူရဲ့အိမ်မက်ကလျိုဆောင်တရားဖြစ်ချင်တာပါဒါပေမဲ့စကားတစ်တစ်တည်းအချင်းကြောင့်ပဲသူကိုဘယ်သူကမှအလုံးပေးကြပါဘူးဒါပေမဲ့သူကစွဲမလျှော့ပဲစက်ကောင်တစ်ကောင်ကို သူကိုယ်တိုင်ဖန်တီးလိုက်ပါတယ်အဲဒီစက်ကောင်ကစကားတစ်လုံးမှပြောပဲသူရဲ့ကိုယ်အမှုရာကြောင့်လူတိုင်းကိုပြောစေခဲ့ပါတယ်အဲဒီစက်ကောင်ကလည်းအလုံးထုံးပေါက်သွားပြီးလူများလက်ခံတဲ့စက်ကောင်ဖြစ်လာပါတယ် ဒါတော့ဆိုရင်တော့ Razer ကြီးလည်းခံမန်းမိလောက်ပြီးတော့ထင်ပါတယ်။ဟုတ်ပါတယ်။ကျွန်တော်ပြောနေတာကကလေးလူကြီးအရွယ်၃မှစလုံးဖြစ်သက်ကြတဲ့ Master B ပဲဖြစ်ပါတယ်။သူရဲ့စကားထစ်တဲ့အချင်းကြောင့်ပဲဘာမှမကြိုးစားပဲကြောင်တစ်ခုမှကက်ပြီးဝမ်းနဲ့နေမယ်ဆိုရင်အခုချင်းကလေးလူကြီးအရွယ်၃မှစလုံးဖြစ်သက်ကြတဲ့ Mr. B ဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။မိတ်ဆွေတို့နေနဲ့ပြဿနာဆိုတာအလုံးကြုံပြရတဲ့အရာတစ်ခုပါ။ဖြစ်လာတဲ့ပြဿနာကိုဘယ်လိုမြင်ရမလဲဆိုတာ ရဲတကြီးတို့ကိုယ်တိုင်ပါမှာပဲဟိုတည်ပါလိမ့်။ဒါကြောင့်ခုအချိန်လေးကဘလောက်ပဲစိုးပွားနေပါစေ။ကောင်းကွက်ကိုရအောင်ရှာပါ။ကျွန်တော်တည်တလောက်ပြောရမယ်ဆိုရင်ပြဿနာကပြဿနာကြီးပဲမလာပါဘူး။ဖြစ်ရှင်းစရာနီးလန်းလဲအတူပါလာတတ်ပါလိမ့်။ကျွန်တော်တို့မှားနေတာကပြဿနာကိုပဲမြင်တတ်ကြလို့ဖြစ်ရှင်းစရာနီးလန်းကမစ္စရှိမှနေပြက်ကွယ်နေတတ်ပါလိမ့်။ပရိသတ်ကြီးတို့သတိထားမိကြရလား။ခင်ဗျားတို့ကျွန်တော်တို့တည်နေကြတဲ့တွေကသူ့အခက်ခဲပြဿနာကိုဖြစ်ရှင်းနေတယ် နာမည်ကြီးလာတဲ့သူတွေအများကြီးတည်ထားပြီးပါပြီ။နောက်ထပ်လူတစ်ယောက်ရှိပါသေးတယ်။အလုံမျိုးမျိုးရှောက်ကြည့်တာအမျိုးပေါင်း30ကသူ့ကိုညင်းခဲ့ကြတယ်။သူရှောက်ခဲ့တဲ့လူကလည်းအကောင်ကြီးကြီးအလုံမျိုးမဟုတ်ပဲသူကစပွဲတို့လူတွေကိုပဲရှောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့အမြင်ကိုပြောင်းလိုက်ပြီးသူ့ကိုအရှုံးမပေးစေခဲ့ဘူး။သူ့ရဲ့ကြာရှုံးမှုတွေတစ်ခုချင်းစီကို အမြင်တစ်မျိုးပြောင်းမြင်တတ်သွားပြီးအဲ့ဒီကြာရှုံးမှုတွေကပဲတစ်ခုမဟုတ်တစ်ခုတင်ယူခဲ့ပါတယ်။အခုကမှအဲ့ဒီပုဂ္ဂိုလ်ဟာ တရုတ်နိုင်ငံရဲ့ချမ်းသာဆုံးဈေးနှုန်းမှာကျောင်းနေခဲ့ပါပြီ။ဟုတ်တယ်မဟုတ်လား။အမြင်တစ်ခုတည်းပြောင်းလိုက်တာအခုလိုပြောင်းလဲသွားတယ်။ဘရစ်ဇီးလိုလှုပ်လှုပ်တဲ့နေရာမှာလည်းလူတိုင်းကအမားဆိုတာရှိကြပါတယ်။အဲ့ဒီအမားကြောင့်ပဲနောက်ဆုတ်သွားတဲ့သူတွေရှိသလိုအဲ့ဒီအမားတွေကိုချီခံပြီးအောင်မြင်အောင်လှုပ်သွားတဲ့သူတွေလည်းရှိကြပါတယ်။ဒါကြောင့်မို့ပဲမိမိရဲ့အတွေ့မိမိရဲ့အမြင်မိမိရဲ့စွာတွေကိုအကောင်းဘက်ကနေအသုံးချတတ်ပါစေ။ကိုယ့်ရဲ့အကောင်းမြင်စိတ်ကိုတောင်းကြီးလို့တည်မြဲပါစေ။ လေပေါ်တိုင်းတိုက်ရင်တော့ကိုယ်သဘောထားအရင်လဲပါစေနဲ့မိမိကြာရှုံးမှုမိမိအမားတွေကိုလက်ခံနိုင်ပါစေအမားကြာရှုံးမှုဆိုတာလူတိုင်းမှာဖြစ်နေကြစမယ်ပါအခုချိန်မှာအောင်မြင်နေတဲ့သူတွေဟာတစ်ချိန်ကကြာရှုံးဘူးမှားဖို့ကြတဲ့သူတွေပါပဲ Microsoft လိုမျိုးတာမောင်များစွာဝင်ငွေရနေတဲ့ကုမ္ပဏီထောင်ထားတဲ့ Big Data မှာတပ်ပေါ်ဒေတာဆိုတဲ့ကုမ္ပဏီပါကြာရှုံးမှုပါတယ် ်အမေရိကန်စစ်ကြောင်းရမတမရအီဗရာဟင်လင်ကွန်ကလည်းတမရမဖြစ်ခင်ရွေးကောက်ပွဲ12ခုရှုံးခဲ့ပူပါပြီဒီလူတွေကတစ်ခါနှစ်ခါလောက်ကြာရှုံးပူတာကိုစက်မလို့တော့ပဲနောက်ဆုတ်လိုက်မယ်ဆိုရင်အခုကျွန်တော်တင်တို့ကိုပြပြစရာမလိုတော့ဘူးဒါကြောင့်မလဲကြာရှုံးပါကိုမကြောက်ပါနဲ့ကြာရှုံးခြင်းတွေကလည်းတည်ယူတတ်ပါစေကျွန်တော်ခုတက်ပြောပြမိတဲ့အကြောင်းကတော့ Residero LLC တောက်တဲ့90ရာခိုင်နှုန်းသောသူတွေဟာကြာရှုံးပါကိုကြောက်ကြပြီးအသေးအသေးတော့အလုပ်မျိုးကိုမလုပ်ဘဲ အများလုံးနေတဲ့အလုပ်တွေသာလုပ်နေခဲ့ကြတယ်။ဒါကြောင့်မဲကိုယ့်ရဲ့ကြာရှုံးမှုမအောင်မြင်မှုတွေကိုအမြင်ပြောင်းပြီးကြည့်နိုင်ကြပါစေ။အဖြစ်ထုတ်ခံကြပါစေ။ကြာရှုံးခြင်းဆိုတာမထူးဆန်းပါဘူး။တရိထားပါ။အောင်မြင်ထက်ပြီးကြာရှုံးမှုကို လက်ခံပါ။ကြာရှုံးမှုအရှုံးတွေကနေတင်တစ်ခုခုတင်ယူလက်နိုင်ပြီးလို့ဖြစ်ပါလေ။အပေါ်ကကျွန်တော်ပြောခဲ့တဲ့90%ကတည်းကအများနဲ့ရောယောင်ပြီးဘဝကိုဖျက်ဆီးနေကြတာပဲဖြစ်တယ်။ ျန်တဲ့တစ်ဆယ်ရာခိုင်နှုန်းသောသူတွေကတော့အကြသူတွေနဲ့အတူနဲ့နည်းနည်းလေးကိုစဉ်းစားပြီးရင်းတတ်ကြတယ်။ကြာရှုံးမှုတွေကိုအံတုပြီးအောင်မြင်အောင်လုပ်တတ်ကြတယ်။အဲဒီလူတွေကပဲအောင်မြင်မှုတွေရသွားကြတာဖြစ်တယ်။အောင်မြင်သူတွေကိုထိုင်ကြည့်တဲ့ထဲမှာဘယ်တော့မှပါခဲ့ကြပါဘူး။ကဲပရိသတ်ကြီးတို့ဆုံးဖြတ်လို့ရပါပြီ။သင်္ကန်းရော60ရာခိုင်နှုန်းသောလူထဲမှာပါနေရလား။ဒါမှမဟုတ်ရင်လည်းတစ်ဆယ်ရာခိုင်နှုန်းသော သူဖြစ်နေပါလား။ဇလန်းဆုံးမှာပုံမြင်လေးတစ်ပုဒ်ကိုကျွန်တော်ပြပြချင်ပါသေးတယ်။ ရွာတရွာမှာအယက်သမားနဲ့ဒါနှစ်ယောက်ရှိသတည်းကောင်လေးတွေလူပြွေပြွေရောက်လာတော့ဒါတစ်ယောက်ကအဖေလိုယက်သမားကြီးဖြစ်ပြီးကျန်တဲ့ဒါတစ်ယောက်ကတော့ IES officer ဖြစ်သွားတယ်ဒါနှစ်ယောက်စလုံးကိုဖေးကြည့်တဲ့အခါမှာကျွန်တော်တို့အခုလိုအခြေအနေကကျွန်တော်အဖေကြောင့်ပဲဖြစ်လာတာဘာလို့ဖြစ်ကြတယ်။ဟိုမိတ်ဆွေတို့သတိထားမိကြရလား။ဒီကိစ္စမှာလည်းအယက်သမားဒါနှစ်ယောက်လုံးဟာတူတူပဲလေ။အယက်သမားနဲ့အတူလျရတဲ့ပြဿနာကလည်းအတူတူပဲ ဒါပေမဲ့သူရဲ့သဘောထားတွေအမြင်တွေကမတူကြဘူး။ကြေတနာကအရေးမကြီးပါဘူး။သဘောထားအမြင်ကပဲပြောင်းလဲသွားစေတာပါ။ဒါကိုတော့အားလုံးသိစေချင်ပါတယ်။